ကျမတို့ရဲ့ပပကြီးပေါ့နော်ရုရှားနိုင်ငံသွားပြီးတဲ့အခါမှာဖြစ်လာတဲ့ခရက်ပေါင်းသတန်းကနေပြီးတော့ဖြစ်ပေါ်လာတဲ့အကြောင်းတရားလေးသာဖြစ်ပါရှင့်အဲ့ဒီအကြောင်းတရားလေးကိုကျမပြောပြပါမယ်ရန်ကုန်မှာဆိုရင်မတ်လ9ရက်နေ့အားတဲ့ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်နေရတခါခိတ်လာကားဂိတ်တွေမှာကျမတို့နိုင်ငံရဲ့ခေါင်းဆောင်တွေအတူသမရပူတင်ရဲ့ပုံကို1 tag ဆိုတဲ့စာတမ်းရိုင်းနေပြီးတော့ like ကတ်ထားတဲ့လောက်ရက်တစ်ခုကိုကျူးလွန်ခဲ့ပါရှင့်မှတ်တမ်းတပ်ပုံလေးတွေကိုကျမပြသပါမယ်ရှင့် အခုလိုမျိုးလောက်ရက်ကိုညံနေစွာပေါ့နော်ကျူးလွန်ကြတဲ့သူတွေကတော့အခြားသူတွေမဟုတ်ပါဘူးရှင် PD ရဲ့အဖွဲ့ဝင်တွေဒါဖြစ်ပါတယ် PD ရဲ့အဖွဲ့၄ဖွဲ့ကနေပြီးတော့ပူပေါင်းဆောင်ရွက်ကြခြင်းဖြစ်တယ်ဆိုပြီးတော့သိရပါတယ်ရှင်ဒီတော့ကျမအနေနဲ့ပြောချင်တာကကျမောက်နိုင်ငံခေါင်းဆောင်ကိုပေါ့နော်ကျမောက်နိုင်ငံသားတွေကမုန်းပြီးတော့ဒီလိုဝမ်တက်ဆိုတဲ့စကားလုံးနဲ့ညပြင်းမှာဖြစ်စီပေါ့နော်ကားကြီးတွေမှာဖြစ်စီလိုက်တက်တယ်ဆိုတဲ့ကိစ္စရက်ကကျမောက်နိုင်ငံခေါင်းဆောင်ကခွင့်လွှတ်တီးခတ်နေဆိုရင်ရသေးရဲ့ရှင်ဒါပေမဲ့အခုကသူများနိုင်ငံခေါင်းဆောင်ပုံမှာပါနေရဲ့ရှင်သမရပူတင်ဆိုတာကသူများနိုင်ငံရဲ့ခေါင်းဆောင်လေး ဒီလိုကောင်းဆောင်ပြောက်ကိုကိုယ်နိုင်ငံမှာစော်ကောင်းပေါ်ကပြစ်လို့တဲဆိုတာဖြစ်တဲ့နဲ့ကိစ္စပါလားရှင်အခုဆိုရုရှားနိုင်ငံနဲ့ကျမတို့နိုင်ငံကစီးပွားရေးအရာပူးပေါင်းဆက်သွယ်မှုတွေပြုလုပ်တော့မယ့်အခါမှာကျမတို့ကအင်ရှင်ဖြစ်တဲ့အတွက်ဧည့်သည်အပေါ်မှာကျမတို့ကဧည့်ဝတ်ပြက်လို့မရပါဘူးရှင်ညနာပြက်မဲ့ကိစ္စတွေမဖြစ်တင်ပါဘူးရှင်ဒေါ်လာပြည်များအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မက်ရှလာ၁၂ရက်နေ့အတွက်ပြမအောင်စွာဒေါ်လာရင်းနဲ့ပတ်သက်တဲ့တည်ဥတည်ထူးလေးတွေကိုပြောပြပေးချင်ပါတယ်တည်ငောင်းနေလည်းအများကြီးရှိပါတယ် ပထမဆုံးသတင်းလေးကတော့ရုရှားအစိုးရနဲ့စစ်ကောင်စီပြုလုပ်ခဲ့တဲ့သဘောတူညီချက်တွေကိုအနာဂတ်မှာအာမခံနိုင်မှာမဟုတ်တဲ့အကြောင်းကိုရုရှားအစိုးရစီကို NUG ကစာပေးပို့ခဲ့တယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စမာအောင်က BOA သတင်းဌာနကိုယခုလအတွင်းမှာပဲဖြေကြားခဲ့ပါတယ်။အဓိကကတော့နောက်ဆုံးခီးစဉ်ပြီးသွားတဲ့အချိန်ကိုကျမတို့အစအဆုံးသိချာလေးစောင့်ကြည့်တယ်။ ချုပ်ဆိုထားတဲ့စာချုပ်တွေဆွေးနွေးတဲ့ဒါကျွန်တော်ဆွေးနွေးချက်တွေရဲ့အတိတ်အနဲ့တွေပေါ့နော်တဲ့ဘယ်လောက်ထိဖြစ်နိုင်ခြေရှိလဲမရှိဘူးလဲဆိုတော့တုံးသက်ချက်တွေအပါဝင်ပေါ့တဲ့ကျွန်မတို့နီနီကက်ကက်ဒီခီးစဉ်ကိုစောင့်ကြည့်လေ့လာပြီးတော့မှစာရေးသားပေးပို့ခဲ့တာဖြစ်တယ်အဓိကစာထဲမှာပါတာကတော့ကျွန်မတို့တွေကဒီဆိုးရိမ်မကင်းဖြစ်ရတဲ့ဆိုတဲ့အကြောင်းရယ်နောက်ပြီးတော့အထူးသဖြင့်ဒီရုရှားအစိုးရနဲ့စစ်ကောင်စီရဲ့ပြုလုပ်ခဲ့တဲ့ဒီသဘောတူညီချက်တွေနဲ့ပတ်သက်လို့လာမယ့်အနာဂတ်မှာ အမခံနိုင်မှာမဟုတ်ဘူးလူလူအစိုးရလက်ထက်မှာပုံတော့တဲ့ဆိုတဲ့ကိစ္စမျိုးတွေကိုကျမတို့အဓိကထားပြီးတော့ highlight လုပ်တယ်ဆိုပြီးတော့မှ NUG နိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ကပြောကြားထားတာဖြစ်ပါတယ်ခင်ဗျာနောက်ထပ်သတင်းလေးကတော့မြန်မာနိုင်ငံတော်ဝန်မှာစစ်ကောင်စီတပ်ဖွဲ့ဝင်52ဦးသေဆုံးတဲ့အကြောင်းလေးကိုပြောချင်ပါတယ်သေဆုံးမှုစီးနေကိုကျွန်တော်တို့ကြည့်မယ်ဆိုရင်ပြီးခဲ့တဲ့ match တာ17ရက်နေ့တိတ်နဲ့မန္တလေးတိုင်းတထိုးကြီးမြို့နယ်မှာ50နဲ့မှ3កောင်း14ဦးအရှင် မိတယ်2ဦးအလင်းဝင်ပါတယ် ဆိုတော့တနင်္သာရီတိုင်းတရက်ချောင်းမှာအကောင်20တနင်္သာရီတိုင်းပလောမြို့မှာနှုတ်အလင်းဝင်နဲ့ကရင်ပြည်နယ်ကော့ကရီမှာ3ကောင်မန္တလေးတိုင်းကြောင်ပရောင်းမှာတကောင်အလုံးပေါင်းအရှင်မိတာနဲ့အလင်းဝင်တာနဲ့သေတာနဲ့60နဲ့မှ9ရောက်တိရှိခဲ့ပါတယ်ကျွန်တော်ရဲ့ EOPD ရဲ့စာဆုံးမှုဖန်ဆီးခံခဲ့ရမှုမှာတော့ကျွန်တော်တို့မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာကျွန်တော်ရဲ့ဒေါ်လန် PDF ရဲပေါ်၃ရောက်ဟာဒီဒေါ်လန်ကြီးအတွက်ပေါ့နော်ဒါတို့ရဲ့အသက်တွေကိုမြင့်မြတ်စွာအသက်ပေးလှူသွားပါတယ်ခင်ဗျာ အနောက်ထပ်သတင်းလေးကတော့တနင်္သာရီတိုင်းတဝယ်မြို့ကနေပြီးတော့မှဘိတ်ကိုထွက်ခွာလာတဲ့ဝေဆက်ကူเนาะကျွန်တော်တို့တစ်တာတွေနဲ့စစ်သားတွေလိုက်ပါလာတဲ့ဆက်လီကိုတိုက်ခိုက်မှုမှာစစ်တပ်ဘက်က20ဦးထံမှနေတေဆုံးပြီးတော့မှဆက်လီက RPG ထိမှန်ပြီးတော့မှမီးလောင်ပျက်စီးခဲ့တဲ့အကြောင်းလောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ပြန်ကြားရေးတာဝန်ခံရဲဘော်ရှဲတို့ကပြောပါတယ်မက်လ10ရက်နေ့ည7:00နာရီကမှတဝယ်မြို့ကဒါပြီးတော့တရချောင်းမြို့နယ်စင်ပြူပြင်စိတ်ကမ်းဘက်ကိုစုံစမ်းလာတဲ့ဝေဆက်ကူတွေတစ်တာတွေနဲ့ ဒါစစ်သားတွေလိုက်ပါလာတဲ့ဆက်လေတစည်းကိုဒဝဲခိုင်တပ်ပေါင်းစုကဒဝဲမြစ်ကြောင်းအတွင်းမှာဂျားပြတ်တက်ခတ်ခဲ့ရမှာတိုက်ပွဲ10မိနစ်ခန့်ကြာမြင့်ခဲ့ပြီးတော့မှဆက်လေကို RPG ထိမှန်ပြီးတော့မှမိလောင်ပျက်စီးခဲ့တဲ့ကြောင်းလည်းသိရပါတယ်။အဲဒီလိုထိခိုက်မှုအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားအယောက်20ကျော်သေဆုံးခဲ့ပြီးတော့မှ30ဦးခန့်တန်ရာရရှိခဲ့တဲ့အကြောင်းတိုက်ပွဲထိတွေ့ထိုက်ပွဲဖြစ်ပွားပြီးတဲ့နောက်မှာတော်လိုင်းတပ်ဖွဲ့ဝင်တွေအနေနဲ့ထိခိုက်မှုရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့တဲ့အကြောင်းသိရပါတယ်။လောင်းလုံး PDF RPG အစွမ်းအမခန်းเนาะစာကစားအကောင့်20ဒရန်သွားပါတယ်ခင်ဗျာနောက်ထပ်သတင်းလေးကလည်းအင်ဗတန်မကို အားရစရာကောင်းတဲ့เนาะဒေါ်လာသတင်းဦးသတင်းထုတ်လေးပဲဖြစ်ပါတယ်နောက်ထိုးကြီးမှာစက်ချောင်းကိုတိုက်ခိုက်မှုပေါ့เนาะကျွန်တော်တို့ဘုံမူးဝင်းလိုက်ဝင်နေဘူကြီးအောင်ကူကိုအပါဝင်73ဘတ်14ဦးအရှင်ဖမ်းမိပြီးတော့မှစစ်သားအလောင်း28လောင်းနဲ့လက်နက်44လက်သိမ်းဆည်းရမိခဲ့ပါတယ်စစ်သား2ဦးကလည်းထပ်မံပြီးတော့မှအလင်းဝင်လာခဲ့ပါတယ်ခင်ဗျာ မန္တလေးတိုင်းနထိုးကြီးမြို့နယ်မှာအကြမ်းဖက်ဆက်တဲ့စစ်ကြောင်းကိုတိုက်ခိုက်ရမှာဘုံမူးဝင်းလိုင်ဦးနဲ့ဘိုးကြီးအောင်ကိုကိုအပါဝင်စစ်တော်ဘန်း14ဦးအရှင်မိပြီးတော့မှစစ်သားအလောင်း28လောင်းနဲ့အတူလက်နက်၄၀မှ၄လက်သိမ်းဆည်းရမိခဲ့တဲ့စစ်သား2ဦးလည်းထပ်မံအလင်းဝင်ရောက်ခဲ့တဲ့အကြောင်းကိုနထိုးကြီး People Defense Force မြင်းကြံခရိုင်အမတ်၄30တရင်ကပြောရေးဆိုခွင့်ရှိသူဇေယျဆိုးကပြောပါတယ်ဆိုတော့ match လ9ရက်နေမှာပေါ့နော် နထိုးကြီးမြို့နယ်နဲ့ကျွန်တော်တို့ဝက်လူရဲစခန်းကိုရောက်ရှိနေတဲ့တပ်မတစ်တုံညာတက်လောက်ခံခလရ235ခလရ293เนาะတရားဦးလေချောင်းရံကာကွယ်ရေးတပ်နဲ့တရားဦးနော်အကရဲတွေပူးပေါင်းထားတဲ့အင်အား200ခန့်ပါတဲ့စစ်ကြောင်းကိုကျွန်တော်တို့ view မှုဈေးရအောင်ပေါ့နော် view မှုဈေးရအောင်ပြီးွားရင်ကျွန်တော်တို့ ပုံမှုဝန်လိုက်ဦးနဲ့ပုံမှုမင်းကျော်အောင်တို့ဦးစီးပြီးတော့မှကြာတွင်ဘူးကြီးရွာဘက်ကဦးတည်စကြောင်းထိုးလာခဲ့တဲ့အကြောင်းလည်းသိရပါတယ်။စကြောင်းထိုးလာတဲ့အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုကြာတွင်ဘူးကြီးရွာအနီးမှာနထိုးကြီး People Defense Force MPDF မြင်းကြံ MKI MM 40တက်ရင်းနဲ့နထိုးကြီးမြို့နယ်ပကပပူပေါင်းတပ်တွေကစတင်ပြီးတော့မှတိုက်ခိုက်ခဲ့တဲ့အကြောင်းသိရတယ်။ဆိုတော့အဆိုပါထိပ်တွေ့တိုက်ပွဲအတွင်းမှာအကြမ်းဖက်စစ်ကောင်စီတပ်သားတွေကတော်လိုင်းတပ်ဖွဲ့ဝင်တွေကိုဒါကျွန်တော်တို့ဒါဒီ အကြမ်းဖက်စစ်ကောင်စီတပ်သားတွေကိုပေါ့နော်တော်လိုင်းတပ်ဖွဲ့ဝင်တွေကပိတ်ဆို့တိုက်ခိုက်နိုင်ခဲ့တဲ့အတွက်ကြောင့်မို့လို့တိုက်ပွဲကပြင်းထန်စွာဖြစ်ပွားခဲ့တယ်။ဒါသူရရဲ့တိုက်ပွဲအတွင်းမှာပေါ့နော်အကြမ်းဖက်စစ်တပ်ကနေပြီးတော့မှ60မမ81မမလက်လက်ကြီးရင်းနဲ့ပြစ်ကိုပေးတိုက်ခိုက်ခဲ့တဲ့အပြင် Jet Fighter နဲ့9ချိန်ပြစ်ကိုပေးတိုက်ခိုက်ခဲ့တဲ့အကြောင်းလည်းသိရပါဗျ။ဆိုတော့အဲ့ဒီတိုက်ခိုက်မှုအတွင်းမှာပဲဒီခွေးတခုတွေဘက်ကိုပေါ့နော်ဒါကျွန်တော်တို့ဘက်ကနေပြီးတော့မှဒါကျွန်တော်တို့ ပုံဘူးဝင်းလိုက်ဦးအပါဝင်ပူကြီးအောင်ကိုကိုနော်ဒါစစ်တုံးပန်း၁၄ဦးအရှင်မိပြီးတော့မှစစ်သားအလောင်း28လောင်းလက်နက်44လက်သိမ်းဆီရမိခဲ့ပါတယ်စစ်သား2ဦးလည်းထပ်မံပြီးတော့မှအလင်းဝင်လာခဲ့လို့ကြည့်ရပါတယ်အိုးအိုးမိန်လိုက်တဲ့တဲ့အဲ့တော့ကျွန်တော်ဗီဒီယိုလေးကြည့်အောင်ပါပထမဦးစွာဘူးလက်လဆွေဖြစ်ပါတယ်ဘူးလက်လဆွေကရုရှားကတဲ့ကျွန်တော်တို့မြန်မာပြည်ရဲ့တည်ငြိမ်အေဂျင့်ရေးကိုဒါအကူအညီတွေအများကြီးပေးနိုင်မယ်ဆိုပြီးတော့မှ မင်းအွန်လိုင်းဘောကိုပြေးမာတာအမေရလိုရုရှားဘောကိုပြေးမာလာတဲ့ဘူးလလဆိုရဲ့ဗီဒီယိုလေးကြည့်ကြည့်ပါအဲရုရှားနဲ့ဘာလူးစ်ပေါ့နော်အဲနှစ်ခုသွားတဲ့အခါမှာသူအောင်မြင်မှုတွေအများကြီးရခဲ့တယ်ဒါလည်းလည်းလည်းလက်ခံတွေ့ဆုံပြီးတော့ official ပေါ့နော်တရားဝင်တွေ့ဆုံပြီးတော့အဲသဘောတူလက်မှတ်စာချုပ်တွေလည်းထိုးခဲ့တယ် အဲ့ဒါတွေဟာကျွန်တော်နိုင်ငံအောင်မြင်မှုဖြစ်တယ်တိုင်းပြည်ကိုချစ်တယ်ဆိုတာဟိုပါဇက်ကရင်ချစ်လို့မရဘူးလက်တွေ့လဲလာပြီးအပေးမရတာဒါကြောင့်မလို့ကျွန်တော်တို့လာလာခြင်းဖြစ်ပါတယ်ချက်ချင်းတည်တာတဲ့ဟာကကျွန်တော်လျှက်စစ်တာပေါ့နော်လျှက်စစ်တာအမီဂါဝါ130ရှိရဲဒါအပေးယုံအာ2ယုံ3ယုံလောက်အထိကိုတစ်နှစ်အတွင်းမှာဖြစ်လာမယ်ဆိုတော့ဒါကျွန်တော်တို့ရဲ့ဟိုလျှက်စစ်တာရရှိမှုကိုဒါ ် atomic energy နဲ့ပေါ့နော်မြန်မြန်ဆန်ဆန်ကောင်းတယ်ပေါ့မယ်ရုရှားကကျွန်တော်တို့ဘက်ကိုလှည့်ပြီးတော့အကူအညီတွေအများကြီးပေးနိုင်တယ်ဆိုတော့မြန်မာပြည်ရဲ့တင်းနေအေဂျင်ကြီးကိုရုရှားကအများကြီးထောက်ကူပြုလိုက်မယ်လို့ကျွန်တော်ယုံကြည်တယ်ဟုတ်အဲ့ဒါရုရှားနဲ့ကတကယ်ချစ်ချစ်ရင်းနှီးတဲ့မဟာဗျူဟာမြောက်မိတ်ဆွေတွေဖြစ်သွားပြီဖြစ်တဲ့အတွက်ကြောင့် လာမယ့်အနာဂတ်ဟာတော်တော်လေးလှပသွားတယ်လို့ကျွန်တော်မြင်တယ်ကျွန်တော်လိုပဲဒါတခြားအနေအနေနဲ့ရက်ကအာတိုင်းပြည်ချစ်တဲ့လူတွေဟာလည်းဝေးနေလို့သာနှီးရင်လာကြိုချင်တဲ့လူတွေအများကြီးရှိလိမ့်မယ်ဒီတမကနိုင်ငံတော်ဝန်ကြီးချုပ်ဟာဒီလိုအောင်မြင်တဲ့ခီးစဉ်တစ်ခုကိုကျွန်တော်တို့ပြည်သူလူထုအနေနဲ့ကျွန်တော်နေတယ်ဒီလိုကြိုဆိုရတာအတွက်ကိုလည်းဂုဏ်ယူတယ်ပျော်လဲပျော်တယ်ဆိုတော့ကျွန်တော်တို့ဒါရုရှားရဲ့ပံပိုးပေးမှုကြောင့်မြန်မာနိုင်ငံဟာအောင်မြင်လာမလားကြီးပွားလာမလားတိုးတက်လာမလား ဆုတ်ယုတ်သွားမလားပို့ပြီးတော့မှပျက်စီးသွားမလားဆိုတာမကြခင်အပိုင်းခြားတွေအတွင်းမှာဒါပြောမယ်ဆိုနှစ်အပိုင်းခြားရက်အပိုင်းခြားလအပိုင်းခြားအတွင်းမှာဒီစက်တပ်ဘောမာတွေခန်းစားရမယ်ဆိုတာကိုကျွန်တော်ကဒီနေရာကနေပြီးတော့မှအတက် ပြောလိုက်ပြစေနောက်တစ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ဒါကျွန်တော်စနိုက်ပါစုဖြစ်ပါတယ်စနိုက်ပါစုကလည်းဒီတိုင်းမှာပဲအဲဘယ်လိုပြောရမလဲဟို PDF နဲ့စာရဖြပြည်သူတော်မှာခွဲခြားမသိတဲ့စနိုက်ပါစုရဲ့ဗီဒီယိုဖိုင်လေးကြည့်ကြည့်ပါခင်ဗျာ ပတ်ပြီဆိုများရှင်ကျွန်မဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကတော့ကျွန်မတို့ရဲ့ပပကြီးပေါ့နော်ရုရှားနိုင်ငံသွားပြီးတဲ့အခါမှာဖြစ်လာတဲ့ခရက်ပေါင်းတသန်းနေပြီးတော့ဖြစ်ပေါ်လာတဲ့အကြောင်းတရားလေးသာဖြစ်ပါရှင့်အဲ့ဒီအကြောင်းတရားလေးကိုကျွန်မပြောပြပါမယ်ရန်ကုန်မှာဆိုရင်မတ်လ9ရက်နေ့အားတဲ့ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်နေရတခါခိတ်လာကားခိတ်တွေမှာကျွန်မတို့နိုင်ငံရဲ့ခေါင်းဆောင်တဲ့အတူသမရပူတင်ရဲ့ပုံကို1 tag ဆိုတဲ့စာတမ်းပြိုင်နေပြီးတော့လိုက်ကတ်ထားတဲ့လောက်ရက်တစ်ခုကိုကျူးလွန်ခဲ့ပါရှင့်မှတ်တမ်းတပ်ပုံလေးတွေကိုကျွန်မပြသပါမယ်ရှင် အခုလိုမျိုးလောက်ရက်ကိုညံနေစွာပေါ့နော်ကျူးလွန်ကြတဲ့သူတွေကတော့အခြားသူတွေမဟုတ်ပါဘူးရှင် PDF အဖွဲ့ဝင်တွေဒါဖြစ်ပါတယ် PDF အဖွဲ့၄ဖွဲ့ကနေပြီးတော့ပူပေါင်းဆောင်ရွက်ကြခြင်းဖြစ်တယ်ဆိုပြီးတော့သိရပါတယ်ရှင်ဒီတော့ကျမအနေနဲ့ပြောချင်တာကကျမနိုင်ငံခေါင်းဆောင်ကိုပေါ့နော်ကျမနိုင်ငံသားတွေကမုန်းပြီးတော့ဒီလို wanted ဆိုတဲ့စကားလုံးနဲ့မြေပြင်မှာဖြစ်စေပေါ့နော်ကားဂိတ်တွေမှာဖြစ်စေလိုက်တက်တယ်ဆိုတဲ့ကိစ္စရက်ကကျမနိုင်ငံခေါင်းဆောင်ကခွင့်လွှတ်တီးခတ်နေဆိုရင်ရာသေးတယ်ရှင်ဒါပေမဲ့အခုကသူများနိုင်ငံခေါင်းဆောင်ပုံမှာပါနေရဲ့ရှင်သမရပူတင်ဆိုတာကသူများနိုင်ငံရဲ့ခေါင်းဆောင်လေး ဒီလိုကောင်းဆောင်ပြောက်ကိုကိုယ်နိုင်ငံမှာစော်ကောင်းပေါ်ကပြုတ်လုတဲ့ဆိုတာဖြစ်တဲ့ကိစ္စပါလားရှင်အခုဆိုရုရှားနိုင်ငံနဲ့ကျမတို့နိုင်ငံကစီးပွားရေးအရာပူးပေါင်းဆက်သွယ်မှုတွေပြုတ်လုတော့မယ့်အခါမှာကျမတို့ကအင်ရှင်ဖြစ်တဲ့အတွက်ဧည့်သည်အပေါ်မှာကျမတို့ကဧည့်ဝတ်ပြတ်လို့မရပါဘူးရှင်ညနာပြတ်မဲ့ကိစ္စတွေဖြစ်တယ်မအောင်ရှင်ဒါကြောင့်ရန်ကုန်မြို့မှာရှိနေတဲ့ UG တွေ PDF အဖွဲ့တွေကိုဘလို့တွေတော့ပတ်စံတိုက်ပြီးရှင်းလင်းသိမ့်ပြီလဲဆိုတာကတော့အရေးပြတဲ့အကောင်မြင်တဲ့မှာလေရှင်ကျမတို့နိုင်ငံနဲ့ရုရှားနိုင်ငံဟာစီးပွားရေးဖြစ်စေပညာရေးဖြစ်စေလူမျိုးရေးဖြစ်စေစီးရေးကိစ္စအရာဖြစ်စေ ပူရဲဆောင်ရမ်းမှုတွေမဟာမိတ်တွေပြုတ်တော့မှာဖြစ်တဲ့အတွက်ကျမနိုင်ငံတိုးတက်မှုကိုနှောက်နှေးကြံ့ကြာစေမယ့်ကိစ္စတွေကိုကျမတို့နိုင်ငံရှင်းလင်းထားတဲ့နယ်လို့ထင်ပါရဲ့။ကို့အိမ်ကအိမ်သားမဧည့်လာမှာပါနော်။အခုကအိမ်ရဲ့သားရမှုဖြက်စည်းနေတဲ့ PDF တွေကိုဒီတိုင်းထိုင်ကြည့်နေမှာလားရှင်။သူများနိုင်ငံကောင်းဆောင်ကိုဒီလိုမျိုးစော်ကားတဲ့ကိစ္စတွေကိုနိုင်ငံမှာဖြစ်ပေါ်နေရဆိုတာကနိုင်ငံရဲ့အရှက်ရစရာကိစ္စသာဖြစ်ပါရဲ့။ဒါကြောင့်ညံကုန်မြို့မှာတာဝန်ကျနေတဲ့လုံခြုံရေးနဲ့သက်ဆိုင်တဲ့တာဝန်တွေထမ်းဆောင်နေတဲ့ပုံပုံလေးပေါ့နော်။စစ်သားဖြစ်စေရဲတပ်ဖွဲ့ဝင်ဖြစ်စေ ဘယ်ဖွဲ့ရမယ်ဖြစ်ပါစေ PDF တွေကိုတည်တည်ချာချာရှင်းလင်းဆောင်ရွက်တင်ပါတယ်ရှင့်ဒီလိုမျိုးအချက်ရစရာကိစ္စတွေထပ်မံမဖြစ်ပေါ်အောင်လို့လောက်ဆောင်တင်ပါပြီလို့ကျမတို့တိုက်တွန်းတင်ဆက်လိုပါတယ်ရှင့်อืมကိုအိမ်ကဧတာမဟောအိမ်တာမပေါ့နော်ကိုအိမ်ကအိမ်တာမဧတေကလာမှာပေါ့အိမ်ကတာနေမှမျက်နေမှာအိမ်ကတာယာနေမှာပေါ့နော်ဧတေကလာမှာပေါ့ဟုတ်ပါတယ်လက်ခံပါတယ်ဒါပေမဲ့လက်ရှိချိန်ဒီမှာကိုအိမ်ဆိုတဲ့မြန်မာနိုင်ငံကြီးကဘလောက်တောင်မှတာယာပြီးတော့မှဘလောက်တောင်မှတိုးတက်နေတဲ့အတွက်ကြောင့်မို့လို့ ဧည့်သည်ကောင်းကလာပါလေဒီချိန်ဒီကာလမှာဧည့်သည်လာမယ်ဆိုရင်လေကိုယ်အိမ်ကနေပြီးတော့မှဘယ်ပစ္စည်းကိုဘလို့ခိုးရမယ်ဆိုတော့တခိုးဧည့်သည်ပဲလာမှာဖြစ်ပါတယ်လို့เนาะနောက်ပြီးွားရင်ဟို UG နဲ့ဆန္ဒပြတဲ့တော်လန်ပြည်သူတော်မှခွဲခြားမသိတဲ့နေရဲ့အုံနောက်ကိုမိန်လာရည်နဲ့ဆေးလိုက်ပါလို့စနေပါစုကိုကျွန်တော်ကပြောချင်ပါတယ်နောက်တဲ့ဗီဒီယိုဖိုင်တစ်ခုကလည်းဒါကျွန်တော်ကြော်စိုးဦးဖြစ်ပါတယ် ကျွန်တော်ကကျတော့သူကျွန်တော်တမျိုးလေးပြသလားမလားဟိုဖိလစ်ပိုင်တမရလေးဖိလစ်ပိုင်တမရဖန်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီးတော့မှမဲအောင်နိုင်အတွက်စိတ်ပူစရာမရှိဘူးတဲ့โอเคဘာကြောင့်စိတ်ပူစရာမရှိရလဲနားတော်ကြည့်အောင်ဟောဖိလစ်ပိုင်တမရတမရနဲ့တမိဖြစ်သူသူတမရတို့ဒီနိုင်ငံရေးပြစ်ပကတွေကြောင့်တမရဟောင်းဖြစ်တဲ့ဒူတာတီပေါ့ဒူတာရေးကျွန်တော်တို့ဒီဖန်စီကန်နဲ့ချင်းနေပါဒီကနေ့မနက်ပိုင်းမှာဒူတာတီကဒါဖိလစ်ပိုင် လေစိတ်ဖိလစ်ပိုင်နိုင်ငံမနီလာလေစိတ်မှာသူဖန်စီခံလိုက်ရတယ်ပေါ့ ဖမ်းဆီးခံလိုက်ရတဲ့အကြောင်းရင်းကဒီဖာဒီနန်မာကိုပေါ့ဖာဒီနန်မာကိုနဲ့ဒူတာတေးရဲ့သမီးဖာဒီနန်မာကိုကဖိလစ်ပိုင်မှာသမရပြီးတော့ကျွန်တော်တို့ဒူတာတေးရဲ့သမီးကဖိလစ်ပိုင်မှာဒူးသမရသူတို့နှစ်ခုရဲ့သူတို့နှစ်အိမ်အိမ်နှလုံးပေါ့ဗျာသူတို့အိမ်နှလုံးရဲ့နိုင်ငံရေးအားပြိုင်မှုတွေကြောင့်အဲ့ဒီတယုံမှုကဒီဒူတာတေးကိုသွားပြီးရိုက်ခတ်လိုက်တယ်ဒူတာတေးက2016ခုနှစ်ကနေပြီးတော့2020ခုနှစ်2022ခုနှစ်ထိသူကဖိလစ်ပိုင်ဖိလစ်ပိုင်သမရဖြစ်သူကတာဝန်ထမ်းဆောင်တယ်တာဝန်ထမ်းဆောင်တဲ့အတွင်းမှာသူက ဒါမူရီစေဝါနဲ့ပတ်သက်ပြီးတော့သူနှိမ်နှင်းမှုတွေလောက်တယ်လောက်တဲ့အတွက်ကျွန်တော်လူပေါင်းများစွာတည်ဆုံးတာတွေဖြစ်ခဲ့ရတယ်အဲ့ဒီအခြေအနေနဲ့ပတ်သက်ပြီးတော့ဒီ ICC ကသူ့ကိုဒါအရေးယူမှုတွေဖြစ်လာတယ်ပေါ့ဗျာအရေးယူမှုတွေဖြစ်လာတယ်အဲ့တော့သူတို့ကပြောတယ်မြင်းတို့ပြောလက်ရှိဒီနိုင်ငံတော်ခေါင်းဆောင်တွေလည်းကြည်ထားပါ냐ပေါ့ဗျာခင်ဗျာကြည်စီအောင်မလို့တော့ဘာမှမဆိုင်မြန်မာနိုင်ငံနဲ့အဝေးကြီးနော်နိုင်ငံရေးစနစ်တည်ဆောက်မှုကလည်းမတူဘူးဘာမှမဆိုင်ဘူးဘာမှကိုမဆိုင်တဲ့အခြေအနေအဲ့တော့ဗျာကျွန်တော်အဲ့ဒီဇင်းတို့ကျွန်တော်ပြန်ချုပ်ရှင်တယ် ပြန်ချုပ်ခြင်းတာဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ရဲ့ဒီတိုင်းပြည်ချစ်တဲ့နိုင်ငံသူနိုင်ငံသားတွေတည်တည်ခြင်းနဲ့ပြီးကျွန်တော်အနေနဲ့ရမှာတာဝန်ထမ်းဆောင်နေတဲ့တပ်မတော်တိုင်းညီမနေခဲ့ရဲတပ်ဖွဲ့ဝင်တွေဒါကျွန်တော်တို့တည်တည်ခြင်းနဲ့ပြည်သူစစ်တွေတည်တည်ခြင်းနဲ့အဲလုံးဆောင်ပါဒူတာတေးကိုလက်ရှိ ICC ကသူ့ကိုဖမ်းလိုက်သူ့ရဲ့အမိန့်ကြောင့်ဖမ်းတယ်ပေါ့ဗျာဖမ်းတဲ့ကြောင့်ဖမ်းတယ်ဒီဒူတာတေးကိုဖမ်းလိုက်တာကလက်ရှိဖိလစ်ပိုင်သမ္မတဖာရီနာမာကိုရဲ့အမိန့်နဲ့ဖမ်းတယ်တနည်းအားဖြင့်ဟိုကဖမ်းဝန်းလာလို့ဖမ်းဝန်းကပေးပို့တယ်ဖမ်းဝန်းကကျွန်တော်တို့ဒါဖိလစ်ပိုင်သမ္မတရုံးကိုရောက်တယ်သမ္မတရုံးရောက်တဲ့ဟာကို ရောက်တဲ့ဒီစာကိုဖိလစ်ပိုင်သမ္မတကဒါကိုအတည်ပြုတယ်အတည်ပြုတဲ့အခါမှာဒူတာတေးကဟောင်ကောင်ကနေပြီးတော့ဖိလစ်ပိုင်နိုင်ငံမနီလာလေဆေးကိုရောက်တယ်ရောက်တဲ့အခါမှာဒီသမ္မတရဲ့အမိန့်နဲ့ဖမ်းတယ်ဖမ်းလိုက်တယ်အဲ့ဒါကြောင့်ဖမ်းတာဖမ်းရတဲ့အကြောင်းကဒီအိမ်နှလုံးရဲ့ဖာဒီနန်ဖာဒီဒီမာကိုအုပ်စုနဲ့ဒူတာတေးအုပ်စုရဲ့အားပြိုင်မှုတွေကြောင့်ဖြစ်တာဖြစ်တာအဲ့တော့ ကျွန်တော်ပွဲရတော့တော်တော်လေးဆူသွားပြီဘလို့ပဲဖြစ်ဖြစ်ဒါဖိလစ်ပိုင်နိုင်ငံမှာတော့ကျွန်တော်နိုင်ငံရေးအုံကြွားမှုကြီးကအကြီးကြီးဖြစ်မယ်ဖိလစ်ပိုင်နိုင်ငံရဲ့နိုင်ငံရေးရည်စည်းကြောင်းနဲ့လက်ရှိမြန်မာနိုင်ငံရဲ့ရည်စည်းကြောင်းဘာမှဖြစ်စရာကြောင်းမဖြစ်ပါဘူးမြန်မာနိုင်ငံတော့ဘာမှဆိုးရွားမဖြစ်ဘူးကျွန်တော်နိုင်ငံကောင်းဆောင်တွေကပန်းပန်လှည့်ပါပဲသူတို့လှုပ်ရှားချင်အလုပ်မယ်ဒီခါတဲ့နိုင်ငံတော်ရှင်အုပ်ချုပ်ကောင်စီကဥက္ကဋ္ဌကြီးပြောတာပြီးသား2025ခုနှစ်အကုန်တရဒီဇင်ဘာပြီးကျွန်တော်2026ခုနှစ်ဇန်နဝါရီလောက်တော့မှရုပ်ောက်ပွဲကျင်းပါမယ်တရားဝင်ပြောတာပြီးသားပြီးရင်ကျွန်တော်တို့ဒီဗိုလ်ချုပ်ဆောင်မင်းတို့ကလည်းပြောတယ် ကျွန်တော်ဘုရုပ်စုံမျိုးပြောတာကျွန်တော်နားထောင်ပါတယ်အဓိကကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ရင်ကျွန်တော်လူငယ်တွေအခက်ခဏအရေးကြီးလို့ပြောတယ်တတိယပြည့်ကျွန်တော်လွတ်တော်မှာလူငယ်တွေကိုနေရာပေးမယ်ဆိုတဲ့သဘောပဲတော်တော်လေးစိတ်ဝင်စားဖို့ကောင်းတယ်ဘုရုပ်စုံမျိုးရဲ့ပြောစုမှုကတကယ်ကိုကျွန်တော်တို့အနှစ်သာရရှိတယ်အဲ့ဒါကဒီလွတ်တော်နိုင်ငံရေးကိုလူငယ်အထုနဲ့တည်ဆောက်မယ်ဆိုတဲ့သဘောကိုပြောပါတယ်လူငယ်တွေရဲ့အခက်ခဏအရေးကြီးမှုအရေးကြီးမှုကိုဘုရုပ်စုံမျိုးအကျယ်တဝင်းရှင်းသွားတယ်အဲ့ဒါကကျွန်တော်တို့လာမယ့်ဒီလွတ်တော်နိုင်ငံရေးကို လူငယ်တွေနဲ့သွေးတက်လောင်းမယ်လို့ကျွန်တော်နားလေရတယ်တတော်လေးတော့စိတ်ဝင်စားဖို့ကောင်းတယ်အဲ့တော့လာမယ့်ရွေးကောက်ပွဲကို2025ခုနှစ်ဒီဇင်ဘာလမှာကျင်းပမယ်သို့မဟုတ်2026ခုနှစ်2026ခုနှစ်ကျွန်တော်တို့ဒါဇန်နဝါရီလမှာကျင်းပမယ်လို့ပြောရပြီးသားအဲ့တော့ဒီ ICC ကဖန်ဝန်ထမ်းထုတ်နေတာကခင်ဗျာလက်ရှိသမရဘူတန်ပြီးရင်ကျွန်တော်တို့အစ်ဆွေးအစ်ဆွေးသမရအစ်ဆွေးဝင်အစ်ဆွေးဝင်ကြီးချုပ်နော်ပြီးတော့ကျွန်တော်တို့အခြားလူတွေရှိတယ်အများကြီးပဲဘာမှကျွန်တော်ရေခုံးစရာအကြောင်းမရှိတာပါအဲ့တော့ ဒီဖိလစ်ပိုင်ရဲ့ဖြစ်စဉ်နဲ့မြန်မာနိုင်ငံဖြစ်တည်မှုဘာမှမဆိုင်ပါဘူး။ဘာမှလည်းကျွန်တော်စိုးရိမ်တာအကြောင်းမရှိပါဘူး။ဆိုတော့မင်းအောင်လိုင်ကဗတ်မှန်နေတာမဟုတ်ဘူးကွာ။မင်းအောင်လိုင်ကအမှန်မမြင်တော့တဲ့အတွက်ကြောင့်မို့လို့ဗတ်သီးတွေအကုန်ကျိုးနေတာ။လက်ရှိမင်းအောင်လိုင်လုတ်ပေးမယ်ရွေးကောက်ပွဲမှာလူငယ်တွေကိုနေရာပေးမယ်ဆိုတာကလည်းခရိုနီသားသမီးတို့စစ်တပ်သားသမီးတို့ဥပမာပေါ့မင်းအောင်လိုင်သားသမီးဆိုရင်ခင်တီတီတက်မို့လို့အဲတူသားလို့အဲလိုကောင်းနေအဲသိရမလားစစ်တပ်နဲ့ ဟိုဘယ်လိုပြောမလဲအဖေးအယူလုပ်ပြီးတော့မှစက်တပ်သားသမီးတွေခရိုနီသားသမီးတွေအဲ့ဒီလူငယ်တွေကိုလွှတ်တော်တွေထည့်ပြီးတော့မှတိုင်းပြည်ကိုပျက်စီးမဲ့အခြေအနေပေါ့ဆိုတော့ ICC ဖန်ဝရန်ကနေပတ်သက်ပြီးတော့မှပြောရမယ်ဆိုရင်အဓိကကပြည်သူတွေကိုကျွန်တော်တို့ချပြကျင်တာကဘာလဲဆိုတော့အာနာရှင်တွေရဲ့သွားရလမ်းရဲ့ first step ပထမအခြေလမ်းဟာဘာလဲဆိုတာကိုမြင်အောင်ပြနိုင်တဲ့အတွက်ကြောင့်မို့လို့ကျွန်တော်အနေနဲ့ဂုံယူတယ်ဗျာသိရောလားဂုံယူတယ်အဲ့လိုမျိုးဟာတွေကိုမသိတဲ့ဂျိုဆိုးအတွက်ကတော့ ဟိုဘယ်လိုပြောမလဲအာတနာပါတယ်ပေါ့နော်တနာစရာမျက်ရည်နဲ့ဆက်နေပေါ့နော်ဘောမရီအတွက်ကတော့ဘောမရီကတော့လောင်တော့လောင်နေပါဗျာတိတယ်အဲအကြောင်းမို့လို့မင်းအွန်လိုင်းကတပရနေရလည်းမလွတ်နိုင်ကာချုပ်နေရလည်းမလွတ်နိုင်ဖြစ်နေတာပေါ့တပရနေရလွတ်သွားပြီဆိုရင်ကာချုပ်နေရတစ်ခုတည်းနဲ့သူ့ဘဝမတင်းတိမ်တော့ဘူးလေဘာလို့ဆိုတော့သူ့ရဲ့ကာချုပ်ထဲမှာလည်းသူ့ရဲ့စက်တက်ထဲမှာလည်းသူ့ကိုကြိတ်ချင်လှော်ချင်တဲ့ကောင်တွေအများကြီးပဲအဲအကြောင်းမို့လို့ဒီကောင်နှစ်နေရယူပြီးတော့မှနှစ်ခုလုံးစာမိုက်ပြနေလို့ကျွန်တော်တို့ထင်ပါတယ်နောက်ထပ်ဗီဒီယိုဖိုင်လေးတစ်ခုကတော့ဘာလို့ဆိုတော့ကျွန်တော်တို့ဒါမင်းအုပ်ဆိုးအာ ူများသားသမီးကိုသူများသားသမီးကိုတတ်ပြီးတော့မှထောင်ထဲဝင်စစ်တပ်ကပြန်လွှတ်ပေးလိုက်တော့မှစစ်တပ်ကောင်းချောင်းတွေပြောနေတယ်မေအုပ်စိုးစစ်တပ်ကိုမပြိုပွဲစေခြင်းနဲ့မေအုပ်စိုးရဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်တို့အတူတူကြည့်အောင်ပါစစ်တပ်ကိုအမြင့်ပြတ်မယ်ဆိုတဲ့သူတွေရဲ့စစ်တပ်ကိုမုန်းတိနေတဲ့သူတွေရဲ့စစ်တပ်ကိုပြိုကွဲစေခြင်းတဲ့သူတွေရဲ့နည်းနည်းလောက်ပြောချင်လို့ပါဗျာနိုင်ငံတိုင်းနိုင်ငံတိုင်းမှာစစ်တပ်ဆိုတဲ့အဖွဲ့အစည်းကမရှိလို့မဖြစ်ပါဘူး စစ်တပ်မရှိတဲ့အတိုင်းပြည်တပ်မတော်မရှိတဲ့အတိုင်းပြည်ဆိုတာလည်းမရှိပါဘူးကျွန်တော်နိုင်ငံမှာရှိနေတဲ့မြန်မာတပ်မတော်ကလည်းအခြားနိုင်ငံသားတွေနဲ့ဖွဲ့စည်းထားတာမဟုတ်ပါဘူးမြန်မာနိုင်ငံသားစစ်စစ်တွေနဲ့ဖွဲ့စည်းထားတာပါနိုင်ငံခြားသားတယောက်မှမပါပါဘူးခြေသားတယောက်မှမပါပါဘူးတိုင်းပြည်ကိုချစ်တဲ့စိတ်အမျိုးကိုချစ်တဲ့စိတ်ဘာသာသာသနာကိုချစ်တဲ့စိတ်တွေနဲ့တက်သေးကိုဝင်လာကြတယ်စစ်သားတွေဖြစ်လာကြတယ်တပ်မတော်သားတွေဖြစ်လာကြတယ် တိုင်းပြည်ကိုကာဝယ်ကြတယ်။ပြီးတော့တပ်ထဲမှာရှိနေတဲ့တပ်ဘဝင်တွေအားလုံးကဥတလုံးတကောင်ချက်တွေမဟုတ်ကြဘူး။သူတို့နောက်မှာရှင်ဝိသားချင်းတွေရှိပါတယ်၊မိသားစုဝင်တွေရှိပါတယ်၊မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေရှိပါတယ်။အဲဒီတော့စစ်တပ်ကိုအမြင့်ဖြတ်ဖို့ဆိုတာကစကားအနေနဲ့ပြောမယ်ဆိုရင်ဒါလွယ်တာပါ။တကယ်တမ်းလုပ်ဖို့ကဘယ်လိုနည်းနဲ့မှ လုပ်လို့မရနိုင်ပါဘူး။နောက်တစ်ခုစစ်တပ်မရှိပဲကျွန်တော်တို့နိုင်ငံမှာမြန်မာနိုင်ငံလို့ နေရာမျိုးမှာတိုင်းပြည်ကိုကာကွယ်ပေးမဲ့တက်မတော်တရက်သာမရှိဘူးဆိုရင်ဒီအချိန်မှာမြန်မာနိုင်ငံဒီလိုပုံမရှိတော့ဘူးအဲ့ဒီတော့ဗျာစစ်တပ်ကိုအမြင့်ဖြတ်မဲ့အစားစစ်တပ်ကိုခမရတို့လူချင်းတဲ့ပုံစံမျိုးခမရတို့ဖြစ်စေခြင်းတဲ့ပုံစံမျိုးဖြစ်လာအောင်နိုင်ငံရေးနီးနဲ့ဖန်တီးယူလို့ရပါတယ်နိုင်ငံရေးလမ်းကြောင်းကနေပုံစံပြောင်းယူလို့ရပါ ခုဆိုရင်ဘိုးကြောင့်ဝီးမင်းအောင်လိုက်ကိုတိုင်တိကျရေးရတဲ့စကားခဏခဏပြောခဲ့တာခုလည်းသူထပ်ပြောပါတယ်တိတိကျကျသူပြောခဲ့ပါတယ်ရွေးကောက်ပွဲလုပ်ပေးမယ်ရွေးကောက်ပွဲလုပ်ပေးပြီဆိုရင်ပါတီတရရကအာဏာရလာမှာပါပဲအစိုးရတရပေါ်ထွက်လာမှာပါဒီမိုကရေစီကိုဖော်ဆောင်ပေးမယ်အစိုးရတရပေါ့အဲ့ဒီအစိုးရတရရဲ့ဥဆောင်မှုအောက်မှာကိုလိုချင်တဲ့နိုင်ငံရေးလမ်းကြောင်းနဲ့ရှောက်လို့ရပါတယ် စစ်တပ်ကိုမြစ်ဖြတ်မယ်လို့ကြွေးကြော်နေကြတာဟာတိုင်းပြည်ပြောင်းလဲဖို့လမ်းကြောင်းမဟုတ်တည်ပါဘူးတိုင်းပြည်ကိုဒုက္ခရောက်အောင်နိုင်ငံသားတွေဒုက္ခရောက်အောင်တိုင်းပြည်ဒီတဲ့ပို့ပြီးတော့ဆိုးဆိုးဝါးဖြစ်လာအောင်ဦးတည်နေလို့ပါပဲမြန်မာတပ်မတော်သားတွေအားလုံးကကျွန်တော်ထပ်ပြောပါမယ်မြန်မာနိုင်ငံသားစစ်စစ်တွေပါနိုင်ငံသားတယောက်မှမပါဘူးတမရကိုမုံတီးနေတဲ့သူတွေရှိသလို့ တက်မတော်ကိုအခိုင်အမာချစ်ခင်လေးစားယုံကြည်ထောက်ခံတဲ့သူတွေလည်းရှိပါတယ်တက်မတော်သားမိသားစုဝင်တွေလည်းရှိပါတယ်ဘုံယုံနေဝဲကိုမုန်းလို့ရပါတယ်ဘုံယုံကြီးတန်းရွှေကိုမုန်းလို့ရပါတယ်ဘုံယုံကြီးမင်းအောင်လိုင်ကိုမုန်းလို့ရပါတယ်သို့တော့မြမတက်မတော်ကိုမုန်းလို့မရဘူးဘုံယုံနေဝဲကလည်းမြမတက်မတော်မဟုတ်ပါဘူးဘုံယုံကြီးတန်းရွှေကလည်းမြမတက်မတော်မဟုတ်ဘူးဘုံယုံကြီးမင်းအောင်လိုင်ကလည်းမြမတက်မတော်မဟုတ်ဘူး ကာကွယ်ဥပဒေချုပ်တွေပြောင်းလဲသွားပါလိမ့်မယ်။သို့သောမြမတက်မရွယ်တည်ရှိမှုကတော့ပြောင်းလဲသွားမှာမဟုတ်ပါဘူး။အဲ့ဒီတော့အစင်မြဲတည်ရှိနေမဲ့မြမတက်မရော်ကိုတိုက်ခိုက်ဝေဖန်အပုတ်ချနေမဲ့အစနိုင်ငံရေးစကားပွဲနေရာတစ်စက်နိုင်ငံရေးလမ်းကြောင်းကတစ်စက်တက်မရော်ကြီးကိုခမရတို့တွေလိုချင်တဲ့ပုံစံမျိုးဖြစ်လာအောင်နိုင်ငံရေးကစားပွဲလှလှလေးတွေနဲ့သာကစားတတ်မယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာဖြစ်နေတဲ့စစ်ပွဲတွေ တဏ္ဍန်ဒီထိကြိုက်တည်ချင်မှုတွေလည်းနေပါတော့ပါလိမ့်မယ်စစ်တပ်ဘောတက်မတော်ဘောတက်မတော်သားတွေအပေါ်အပန်တိုင်းမြင်နိုင်အောင်စူးစမ်းကြည့်ကြပါလို့ကျွန်တော်ခြံပေးခြင်းပါတယ်ကျွန်တော်မဲဥဆိုပါဆိုတော့ကျွန်တော်ပြောချင်တာကပါလဲဆိုတော့ဒီကောက်မှာက7နဲ့ပတ်သက်တဲ့အတိတ်တရားတွေပဲရှိတယ်လို့ကျွန်တော်ထင်ပါတယ်။ပြည်သူနဲ့ပတ်သက်တဲ့အတိတ်တရားဒီကောက်မှာရှိဖို့မရပါဘူး။ အာနာရှင်လုတ်ပေးတဲ့ဆက်အာနာရှင်တွေလုတ်ပေးတဲ့ရွေးကောက်ပွဲကို လွတ်လပ်ပြီးတရားများတတယ်လို့ထင်နေတဲ့ဒီကောင်အုံတော်ကြီးကိုတော့လေးစားစရာပါပဲ။ပြည်သူကဆက်အာနာရှင်ကို190 180နီးပါးလောက်ကိုဆက်အာနာရှင်ရဲ့ဒုက္ခပေးမှုတွေကိုခံခဲ့ရတယ်။ပြောရမယ်ဆိုရင်တတိယအဖြစ်ပြောရမယ်ဆိုရင်စစ်တပ်ကိုပြည်သူကအချိန်တွေအများကြီးပေးခဲ့ပါတယ်။နှစ်တွေအများကြီးပေးခဲ့ပါတယ်။ဒါပေမဲ့တိုးတက်လာတာအနည်းငယ်တော့လာတွေ့ရပါတယ်။ အဲ့ဒါကလည်းပြောရမယ်ဆိုရင်ပြည်သူပေးတဲ့ဘန်နာပြည်သူပေးတဲ့အခွန်တွေပဲဒီကောက်လေးတိဆောက်ခဲ့တာပါပဲမြန်မာတွေတန်းရွှေကစစ်တပ်မဟုတ်ပါဘူးခင်ညွန့်ကစစ်တပ်မဟုတ်ပါဘူးမင်းအောင်လိုင်ကစစ်တပ်မဟုတ်ပါဘူးမြန်မာတွေဒါပေမဲ့အဲ့ဒီစစ်တပ်ကိုခုတုံးလှုပ်ပြီးတော့မှတိုင်းပြည်ကိုဒုက္ခပေးတဲ့အောက်တန်းစားအာဏာယူတွေကတော့ဒီကောက်နေပါပဲဆိုတော့ဒီကောက်နေအုပ်ချုပ်ခဲ့တဲ့ကာလတစ်လျှောက်လုံးမှာစစ်တပ်ဟာလုံးဝကိုရစရာမရှိအောင် အဖက်စဲလို့မရအောင်ကိုပိုချုပ်ထောင်ခဲ့တဲ့ စက်တက်လူမျိုးမဟုတ်တော့ဘဲနဲ့ပြည်သူရှင်ဘက်ပယုံလုံးတက်ကြီးဖြစ်နေတာတော့အမှန်ပါပဲ။ဥတလုံးတကောင်ကျော်တတိယမှာမပါဘူး။မှန်ပါတယ်လူမိုက်လူရန်ကားတွေမပါပါဘူး။မှန်ပါတယ်ဒါပေမဲ့စက်တက်တဲ့ရောက်တော့မှသာလူမိုက်လူရန်ကားလူအောက်တန်းစားတွေဖြစ်နေတဲ့တပ်မတော်ကြီးရဲ့အုပ်ချုပ်မှုအောက်မှာမနေချင်တဲ့ပြည်သူတွေကဒီဒေါ်လာရဲ့အခင်းကျင်းကိုဆင်နွှဲပြီးတော့မှစက်တက်နေရကိုအစားထိုးမယ် PDF ဆိုတဲ့တပ်မတော်ကလည်းအစင်သိရှိနေပြီဖြစ်တဲ့ကြောင့်မို့လို့နောင်လာမယ့်အနာဂတ်မှာတိတ်ကိုလှပတဲ့ ပြည်သူချစ်တဲ့တမတော်ကြီးရဲ့တိတ်ကိုလှပတဲ့တမတော်ချစ်တဲ့ပြည်သူကြီးရဲ့ပူပေါင်းပြီးတော့မှလွတ်လပ်ပြီးတော့မှတရားမျှတတဲ့ Federal Democracy နိုင်ငံတော်အစ်စီတို့ကျွန်တော်တို့ပြည်သူတွေအရောက်သွားကြပါစို့လို့ပြောရင်းနဲ့မှနှုတ်ဆက်လိုက်ပါရစေ။နောက်တစ်ခေါက်မှပြန်ဆုံတွေ့ပါမယ်။ကျွန်တော်တို့ရဲ့ RC Nano YouTube Channel ကို Like and Subscribe လုပ်ပြီးပို့ပြောချင်ပါတယ်။တင်ပြမြဗီဒီယိုတွေတခြားကြည့်လို့ရအောင်လို့ဘေးနားကနိုတီကောင်လောက်လို့လည်းနေပေးခဲ့ကြပါအောင်လို့ပြောချင်ပါတယ်ခင်ဗျာ။မင်္ဂလာရှိတဲ့အွန်လိုင်းနေ့လေးဖြစ်ပါစေခင်ဗျာ။